ဘာပေါ်မှာအကြီးဆုံးနဲ့အစွမ်းထက်ဆုံးလို့သတ်မှတ်ခံထားရတဲ့ American ရဲ့တန်ချိန်တသိန်းကျော်လေယာဉ်တင်သင်္ဘောကြီး USS Gerald R. Ford နားကိုပုံမှန်မဟုတ်တဲ့လေတစင်းရုတ်တရက်ချင်းကပ်လာတဲ့အခါဘာရီဖြစ်မလဲသူမှာနိုင်ငံအလံလဲမပါသလိုသတင်းအချက်လက်တွေဘာမှမပေးပဲဆက်သွယ်ရေးဆက်ကတော့ပြန်မထူးတဲ့တန်ကြီးတက်နေတဲ့ငါးဖမ်းလေလေတစင်းဟာကမ္ဘာအင်အားအကြီးဆုံးစစ်သင်္ဘောကြီးစီတရွတ်တိုက်၍လာနေပါတယ်ဒါဟာမတော်တဆလားဒါမှမဟုတ်တမင်တကာစမ်းသပ်မှုတစ်ခုလားရေတက်ရဲ့တုံ့ပြန်မှု ရေဒါရဲ့အကွာအဝေးရဟတ်ယာဉ်တွေထွက်ခွာနိုင်တဲ့အချိန်တွေကိုစတဲ့တင်မောကြီးရဲ့အကြောင်းအရာတွေကိုသွေးတိုးဆန်းတိုင်းတာနေတာလားဒီဗီဒီယိုမှာတော့ American ရေတပ်ဟာဒီလိုမတင်ကားကြားလှေတစင်းနဲ့ဂျုံလာရတဲ့အခါဘလို့တုံ့ပြန်ဆောင်ရွက်လဲသူတို့ရဲ့ကာကွယ်ရေးစနစ်တွေဘလို့အလုပ်လုပ်လဲပြီးတော့ပင်လယ်ပြင်မှာတင်မသိသေးတဲ့လျှို့ဝှက်ချက်တွေနဲ့အန်ရီတွေကိုဖော်ထုတ်ပြသွားမှာပါဆဆချင်းတော့လူတွေကဒါကိုတာမန်လှေငယ်လေးတစင်းလို့ပဲထင်ခဲ့ကြပါတယ်လူများတဲ့ပင်လယ်ပြင်မှာအထူးသဖြင့်ပင်လယ်နီဒါမှမဟုတ် ဟောင်းမတ်ရေလက်ကြလို့လမ်းစုံလမ်းချင်း6 point နေရာရင်းနာမှာလှိငယ်လေးတွေကအမြဲပေါ်လာတတ်ပါတယ်။ဒါပေမဲ့ဒီလှိကပုံမှန်၅ဖန်းလေလွေလို့လှုပ်ရှားတာမျိုးမဟုတ်ပဲတခုခုကိုစမ်းသပ်နေတယ်လို့ဖြစ်နေပါတယ်။ဒီလိုလှိမျိုးမှာပေါက်ကွဲပစ္စည်းဒါမှမဟုတ်တချို့လှုပ်ဖို့ပစ္စည်းတွေပါလာနိုင်ပါတယ်။ဒါကြောင့်ဘာလို့ရမလဲဆိုတာစောင့်ကြည့်နေလို့မရတော့ပါဘူး။ဒါဟာလေ့ကျင့်ရေးမဟုတ်ပါဘူး။တကယ်ဖြစ်နေတာပါ။နောက်10မိနစ်တွင်မှာကမ္ဘာအကြီးဆုံးစစ်သင်္ဘောကြီးနာကိုမတင်ငါတရားတခုခုကတ်လာရင် အမေရိကန်ရေတပ်ကဘလို့တုံ့ပြန်လဲဆိုတာကိုအစွမ်းကုန်ပြတာတော့မှာပါကံမကောင်းတာနဲ့ပဲဒီ၅ဖန်လီကတော့ပြစ်မှတ်မှားသွားပြီလို့ပြောရပါမယ် USS Jerry R4 ရဲ့စစ်စင်ရေးတရင်အချက်လက်ဗဟိုဌာန CIC မှာရှိတဲ့ operator ကဖန်သားပြင်ပေါ်မှာဒီလေကိုမြင်နေရပါတယ်မီတာ၄00လောက်ကနေသင်္ဘောကြီးစီကိုပုံမှန်မဟုတ်ပဲရွေ့လာနေတယ် AIS ကလည်းတိတ်ဆိတ်နေပါတယ် AIS ဆိုတာကသင်္ဘောတွေရဲ့တီနီယာအမြန်နှုံးဥတီယာသင်္ဘောမျိုးစားနဲ့အခြားအချက်လက်တွေကိုအလိုလျောက်ထုတ်လွှင့်ပေးပြီး တခြားသင်းမော်တွေနဲ့ကုန်းမော်ကစခန်းတွေစီကိုလက်ခံရရှိစေတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဖြစ်စဉ်ကိုပြန်ဆက်ရရင်ကုန်းဘက်ရရှိကလည်းချင်းကပ်လာတဲ့ဆက်လျက်လမ်းကြောင်းကိုလုံးဝနားမလည်နိုင်ဘူးလို့ယူဆလိုက်ပါတယ်။ VHF Channel 16 Radio Line 16ကနေခေါ်လာလဲဘာမှတုံ့ပြန်မှုမရှိပါဘူး။အဲ့ဒါနဲ့ကုန်းဘက်ကနေပြန်တက်ကုန်းဒါကတရားကပါ။စီဟော့ရဟတ်ရင်လွှင့်မှုပြင်ပါ။လုံခြုံရေးသတိပေးချက်အချိန်နေ3 Security Alert Condition 3ကိုတတ်မှတ်ပါလို့အမိန့်ပေးလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တယ်ဆိုတာတင်းမောကကိုကိုကိုကာဝယ်ရေးစနစ် force protection မှုကိုပြောင်းလဲနေပြီလို့ဆိုလိုတာပါစစ်သားတွေအားလုံးကိုနေရာကိုချက်ချင်းရောက်သွားပြီးလက်နက်တွေကိုစစ်ဆေးကြတယ်စီဟော့ရဟန်းရင်ပြန်တက်သွားပြီးလှေနားကိုအနိုင်ပြန်ပြီးပတ်နေပါတယ်ရေဒီယိုကနေခေါ်လဲပြန်မထူးသလိုလှေဘော်ကလူတွေကလည်းဘာမှချက်ပြတာမရှိပဲရက်ကြည့်နေကြတယ်ရဟန်းရင်မှုရဲ့အတန်ကလှေလဲမှာအင်တာနာလိုမျိုးတစ်ခုခုမြင်ရတယ်မရှင်းဘူးရည်ရွယ်ချက်မသိရဘူးလို့သတင်းပို့လာပါတယ်ငါးဖန်းလှေဘော်မှာအင်တာနာတွေ့တာကထူးဆန်းပါတယ် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ဒါကမှောင်ခိုသမားတွေသုံးတဲ့လိုထောင်လန်းရေးပစ္စည်းတွေလည်းဖြစ်နိုင်ပါတယ်။နောက်တော့ဒီလှေနှစင်းဟာစက္ကန့်ပိုင်းတွင်ရေထဲကျသွားပြီးငါးဖမ်းလှေစီကိုအမြန်သွားကြပါတယ်။လှေပေါ်တက်ရောက်တဲ့အဖွဲကချိန်မဆွဲပါဘူး။ပထမဆုံး RHIM ကလှေနဲ့ကပ်ပြီးရေတပ်သားတွေကစက္ကန့်ပိုင်းတွင်ဆက်လှေပေါ်ခုန်တက်သွားကြပါတယ်။ RHIMS ဆိုတာက American ရေတပ်ကသုံးတဲ့အမြန်နှုံးမြင့်လှေငယ်တွေပါ။ဒီဖော်ပြချက်ဟာပင်လယ်ပြင်မှာတန်တရားဖြစ်ပွဲလှုပ်ရှားမှုတွေလုပ်နေတဲ့သင်္ဘောတစ်စီးကို ရေတက်ကဂျားဖြတ်ဖမ်းဆီးစစ်ဆေးခဲ့တဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းပြသနေပါဗျ။ရေတက်ဖွဲ့ဟာလက်နက်အသင့်ပြင်ဆင်ပြီးအော်ဟစ်အမိန်ပေးကလှေကိုတက်ရောက်စစ်ဆေးခဲ့ပါဗျ။လှေပေါ်ကငါးဖမ်းသမားတွေကိုကျိုးရည်နဲ့ချီနှောင်ပြီးကုန်းဘတ်ပေါ်မှာရှာဖွေခဲ့ပါဗျ။ဒုတိယဖွဲ့ကအမိုးဖင်ကိုလှန်လိုက်တဲ့အခါပုံမှန်ငါးဖမ်းပစ္စည်းတွေမဟုတ်တဲ့တတုပိုက်ရှည်တွေ၊ဝါယာကြိုးတွေ၊ဂျိုးတုဖုန်းတွေနဲ့အပိုလောင်စာစီကံတွေကိုတွေ့ရှိခဲ့ပါဗျ။ဒါအပြင်ဒီသင်းပေါ်မှာအလံမရှိဘဲမှတ်ပုံတင်လည်းမရှိတာကြောင့် တရားမဝင်လှုပ်ရှားမှုတွေရှိနေတယ်ဆိုတာကိုရှင်းလင်းစွာညွှန်ပြနေပါတယ်။ဒီသိမ်းမော့ဟာငါဖန်တာမဟုတ်ဘဲတရားမဝင်ရည်ရွယ်ချက်တစ်ခုခုနဲ့ရောက်ရှိနေတာကိုအထင်ရှားတွေ့ရပါတယ်။ IHIB အဖွဲ့ဝင်တွေဟာလှိမ့်မြန်သွားလှုပ်ရှားခဲ့ပြီးအင်ဂျင်ထိန်းချုပ်မှုတွေကိုလုံခြုံအောင် ပြုလုပ်ခဲ့ပါတယ်။နောက်ထပ်အဖွဲ့ဝင်တအူးကတော့လှေပေါ်မှာဝါယာကြိုးတွေဒါမှမဟုတ်လျှို့ဝှက်ခန့်တွေရှိမရှိစစ်ဆေးခဲ့ပါတယ်။လုံးကြုံရေးအရာလေရဲ့နေရာတိုင်းကိုအန္တရာယ်ရှိနိုင်တယ်လို့သတ်မှတ်ပြီးစစ်ဆေးခဲ့ရပါတယ်။လေပေါ်ကလူ၅ယောက်ကိုကျိုးရည်နဲ့ချီနှောင်ပြီးအနောက်ဘက်မှာထိုင်ခိုင်းထားပေမဲ့ ဘသူမှအင်္ဂလိပ်စကားမပြောပါဘူးဒါဟာသူတို့မပြောချင်တာလည်းဖြစ်နိုင်ပါတယ်မိဂုံးနဲ့မိဖို့ကနောက်မှလှုပ်လို့ရတဲ့ကိစ္စဖြစ်ပြီးပထမဦးစားပေးကတော့လေကိုလုံးဝရှင်းလင်းလုံခြုံအောင်လုပ်ဖို့ပါပဲလေပေါ်တက်ရောက်စစ်ဆေးတဲ့ရာရှိကပစ္စည်းသင်္ကန်းတစ်ခုကိုဖြန့်လိုက်တဲ့အခါအတွင်းမှာစီပုံးတွေပွားရောင်းနေတဲ့ဝါယာကြိုးတွေဈေးပေါ်တဲ့ရေဒီယိုတွေနဲ့ပင်လယ်ကြီးနဲ့ဒီဇယ်စီစိန်ထားတဲ့စာရွက်စလန်းတွေထုတ်ထားတဲ့ပလတ်စတစ်အထုပ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်အားရှိုင်ပြီးဖွင့်ဝင်တူကဖန်သားပြင်ကွဲနေတဲ့ဂျိုးတူဖုန်းဟောင်းတစ်ခုကိုဆွဲထုတ်ကြည့်တော့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းမှာနံပါတ်တစ်ခုပဲပြနေပြီးနာမည်မရှိတဲ့ကဏ္ဍတွေသာဖြစ်ပါတယ်ဒီဖုန်းနံပါတ်ကိုပွင့်လင်းပင်လယ်ပြင်မှတ်ပုံတွေဌာနမှာစစ်ဆေးကြည့်တဲ့အခါဘာနဲ့မှကိုက်ညီမှုမရှိတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီသင်းမောဟာနိုင်ငံမဲ့ပြီးကြီးမားတဲ့တရားမဝင်လုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့အခိုင်အမာကောက်ချက်ချနိုင်ပါတယ်ရေတက်ကဒီသင်းမောကိုထိန်းချုပ်လိုက်ပြီးဖြစ်တဲ့အတွက်သူတို့ဘလို့အခြေအနေမျိုးကိုကြားဖြတ်ဖမ်းဆီးလိုက်ပြီလဲဆိုတာကိုအတိအကျသိရှိနိုင်တော့မှာဖြစ်ပါတယ်။ရေတပ်ဖွဲ့ကလေကိုစစ်ဆေးရင်းနဲ့နောက်ဘက်ကအမိုးဖြင့်အောင်မှာငွေဒုတ်တထုပ်ကိုရှာတွေ့ခဲ့ပါတယ်။ ဒီငွေတွေဟာဒေါ်လာဒါမှမဟုတ်ရီမင်ရီယယ်မဟုတ်ဘဲအီရန်ငွေဖြစ်နေတာကအလွန်အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။အရင်ကတွေးခဲ့ရတဲ့တတူပိုက်ရှည်တွေ၊ဝါယာကြိုးတွေ၊ဂျိုးတူဖုန်းတွေပြင်အီရန်ငွေတွေနဲ့လျှို့ဝှက်စနစ်တွေပါတဲ့ရေဒီယိုတွေ၊ Ankrik ရေဒီယိုတွေကတွေ့ရှိခဲ့တာကဒီလေဟာတာမန်တရားမဝင်မှောင်ခိုလေတစည်းထပ်ပိုးတယ်ဆိုတာကိုညွှန်ပြနေပါတယ်။ American လေတင်သင်းမောအုပ်စုနာမှာလှုပ်ရှားနေတဲ့လေတစည်းပေါ်မှာအီရန်ငွေနဲ့လျှို့ဝှက်စနစ်ပါတဲ့ရေဒီယိုတွေတွေ့ရတာဟာတာမန်ကြားဖြတ်ဖန်းစီမှုမဟုတ်တော့ပါဘူး။ ဒါဟာထောင်လန်းရေးဆိုင်ရာအောင်မြင်မှုကြီး intelligence ဂျက်ပေါ်တစ်ခုဖြစ်လာနိုင်တယ်လို့စစ်ရေးထောင်လန်းရေးဘက်ကကောက်ချက်ချခဲ့ပါတယ်။အီရန်ဟာအမေရိကန်ရဲ့ရန်ပတ်နိုင်ငံဖြစ်ပြီးလျှို့ဝှက်စနစ်ပါတဲ့ဆက်သွယ်ရေးပစ္စည်းတွေဟာထောင်လန်းရေးလှုပ်ရှားမှုတွေဒါမှမဟုတ်စစ်ရေးစီမံကိန်းတွေမှာအသုံးပြုလို့ရှိတာကြောင့်ဒီတွေ့ရှိမှုကအထူးအလေးထားစရာဖြစ်ခဲ့ပါတယ်။ Combat Information Center CIC ဆိုတာစစ်သည်မော်တွေမှာစစ်စင်ရေးဆိုင်ရာအချက်လက်တွေအလုံးကိုစူးစီးခွဲခြမ်းစိတ်ဖြာပြီးဆုံးဖြတ်ချက်ချမှတ်တဲ့အဓိကဌာနတစ်ခုဖြစ်ပါတယ်။ RHIB ဖွဲ့ကနေလေပေါ်တက်ရောက်စစ်ဆေးမှုအစီရင်ခံတာကိုအချိန်နဲ့တပြေးညီ real time လက်ခံရရှိခဲ့ပါတယ်။လက်ကင်ကွန်ရက်တွေကနေပုံတွေပစ္စည်းကရိယာတွေစာရွက်စာတမ်းတွေမျက်နှာတွေစတဲ့အချက်အလက်အလုံးကိုချက်ချင်းပို့ပေးခဲ့ပါတယ်။မိနစ်ပိုင်းတွင်းမှာပဲထောက်လိုင်းရေးရရှိတွေကပစ္စည်းတွေကိုထပ်မံဆန်းစစ်ဖို့မှတ်သားထားခဲ့ကြပါတယ်။ဒီလေဟာပေါင်ခိုလုပ်ငန်းလားထောက်လိုင်းရေးမရှင်လားဒါမှမဟုတ်ပိုဆိုးတဲ့ကိစ္စဥပမာအကျန်းဖတ်မှုနဲ့ဆက်ဆက်တာမျိုးလားဆိုတာကိုဘယ်သူမှအတိအကျမသိသေးပေမဲ့ တဲလွန်စားတွေကတော့လှင်မြန်စွာစုပုံလာနေပြီဖြစ်ပါတယ်။အားရှိုင်မီဖွဲ့တွေကလေကို ပြေဝစစ်ဆေးဖို့ဆွဲယူဖို့ပြင်ဆင်နေတယ်မှာ USS Jerry R4 ကတော့သူ့ရဲ့လုပ်ငန်းစဉ်တွေကိုအရှိန်မလျှော့ခဲ့ပါဘူး။လေရင်ပြေးလမ်းပေါ်ကလုပ်ငန်းတွေတစ်ချက်လေးတောင်ရပ်မသွားခဲ့ပါဘူး။ဒါဟာ Ford လိုမျိုးကြီးမားတဲ့လေရင်တင်သမောကြီးတွေဟာဒီလိုလှေငန်လေးတွေအတွက်သူတို့ရဲ့ mission ကိုရပ်တန့်မနေဘူးဆိုတာကိုပြသပါဗျ။သူတို့ဟာရွေချက်ရှိရှိရွေချားနေပြီးတခုခုဝင်လာရင်ရေတက်ကကင်တွေဖြည့်ရှင်းပြီးတာနဲ့ရှေ့ဆက်သွားတာပဲဖြစ်ပါတယ်။ လေကိုလုံချောင်းလုံပြီးတာနဲ့အနည်းဆုံးအဆောင်လိုက်ဖြတ်သင်းမော် destroyer ဖြစ်တဲ့ USS Gravely စီကိုအပြည့်အဝစစ်ဆေးဖို့ဆွဲခေါ်သွားပါတယ်။ AIMB ဖွဲ့တွေကဖမ်းသိထားသူတွေနဲ့တပ်သေးခံပစ္စည်းတွေကို USS Gravely ပေါ်ကရေတပ်ထောက်လှမ်းရေးအဖွဲ့စီအနှံခဲ့ပါတယ်။လောင်စာဆီမှတ်တမ်းတွေ electronic ပစ္စည်းတွေအီရန်ငွေထုတ်တွေအားလုံးကိုစနစ်တကျမှတ်သားပြီးသိမ်းဆည်းခဲ့ပါတယ်။ USS Gravely ပေါ်ကရေတပ်ထောက်လှမ်းရေးအဖွဲ့ကလုပ်ငန်းစတင်ခဲ့ပါတယ်။ဂျိုဒူဖုန်းကို digital စစ်ဆေးမှုတွေလုပ်ဆောင်ပြီး ခေါ်ဆောင်မှုမတန်တွေအဆက်အသွယ်တွေကိုဖော်ထုတ်ခဲ့ပါတယ်။လျှို့ဝှက်စနစ်ပါတဲ့ရေဒီယိုတွေကိုလျှို့ဝှက်ကုတ်တွေဒါမှမဟုတ်တင်စည်းထားတဲ့ဂျိန်နှုံးတွေအတွက်စစ်ဆေးခဲ့ပါတယ်။ဒါတွေကလျှို့ဝှက်ဆက်သွယ်မှုတွေရဲ့အချက်အလက်တွေကိုဖော်ထုတ်ဖို့ပါ။စာရွက်စာတမ်းတွေကိုဘာသာပြန်ပြီးအချက်အလက်တွေကိုစစ်ဆေးခဲ့ပါတယ်။မကြာသေးခင်နှစ်တွေအတွင်းအမေရိကန်ရေတပ်သင်းမော်တွေဟာဒီလိုအလံမပါစွမ်းအားနေပြီးတန်မိုးမြင့်ယူနစ်တွေနားမှာမတင်ကားပွဲလွင့်နေတဲ့လှေတွေကိုပုံမှန်ဖမ်းဆီးနေရပါတယ်။တချို့ကမောင်ခိုလက်နက်တွေတဲဆောင်လာခဲ့ပါတယ်။ တချို့ကတော့ဒုံးကျည်တိုက်ခိုက်မှုတွေအတွက်ထောက်လန်းရေးတွေဖြစ်လှုပ်ဆောင်ခဲ့ကြပါတယ်၂၀22ခုနှစ်မှာအိုမန်ကမ်းရိုးတန်းကငါးဖမ်းလေတစည်းဟာ drone စနစ်တွေအတွက်အစိပ်ပိုင်းတွေနဲ့ဖမ်းဆီးခဲ့ဖမ်းဆီးမိခဲ့ပါတယ်ဒါဟာအီရန်နိုင်ငံကနေမဟာမိတ်တွေကို drone အစိပ်ပိုင်းတွေထောက်ပံ့မှုနဲ့ဆက်ဆံနိုင်ပါတယ်၂၀23ခုနှစ်မှာတော့ Hormuz ရေလက်ကြားမှာနောက်ထပ်သင်္ဘောတစည်းကိုရပ်တန့်ခဲ့ပြီးအဖွဲ့သားတွေကလမ်းပြောင်းနေတယ်လို့ပြောခဲ့ပေမဲ့လျှို့ဝှက်စနစ်ပါတဲ့ရေဒီယိုတွေနဲ့ညာဘက်မြင်ကွင်းကြီးကိရိယာတွေပါလာခဲ့ပါတယ် ဒါဟာလျှို့ဝှက်စစ်ဆင်ရေးတွေနဲ့ထောက်လန်းရေးတွေမှာအသုံးပြုတဲ့ကိရိယာတွေဖြစ်ပါတယ်။ဒီဖြစ်ရပ်တွေကအမေရိကန်ရစ်တပ်ဟာပင်လယ်ပြင်မှာပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေကိုအမြဲတမ်းသတိထားစောင့်ကြည့်နေရပြီးဒီလိုမတင်ကားဝဲလှေတွေဟာမှောင်ခိုလုပ်ငန်းလက်နက်မှောင်ခိုမှုဒါမှမဟုတ်ရန်ဘတ်နိုင်ငံတွေရဲ့ထောက်လန်းရေးလှုပ်ရှားမှုတွေနဲ့ဆက်ဆက်နေနိုင်တယ်ဆိုတော့အရေးကြီးတဲ့သင်ခန်းစာတွေကိုပေးနေပါတယ်။ဒါကြောင့်ဒီလိုဖမ်းဆီးမှုတွေဟာစစ်ရေးထောက်လန်းရေးအတွက်အလွန်အဖိုးတန်တဲ့အချက်လက်တွေကိုပေးစွမ်းနိုင်တာကိုပြသနေပါတယ်။ ။ဒါကြောင့်ဒီလိုကိစ္စမျိုးတွေဖြစ်လာတဲ့အခါဒါဟာစိတ်နှောက်ယှက်ပေးရုံတသက်မဟုတ်တော့ပါဘူး။တင်မောကြီးတွေရဲ့လုံခြုံရေးအတွက်အရေးကြီးတဲ့ခြိမ်းခြောက်မှုတွေဖြစ်နေပါတယ်။ဒါဟာလေရင်တင်တင်မောဘလောက်ကြာကြာတုံ့ပြန်မလဲ။ရေဒါဘလောက်အဝေးထိမြင်နိုင်လဲ။ရဟတ်ရင်တွေဘလောက်မြန်မြန်ထွက်နိုင်မလဲဆိုတာကိုတိုင်းတာတဲ့စမ်းသပ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ဒါကြောင့်တင်းငယ်တဲ့လှေတစင်းတဲ့ကိုတော့ရေတက်ကလှုပ်ထုံးလုံပြီးအပြည့်စုံနဲ့တုံ့ပြန်နေတာပါ။မြင်တွေ့မှုအတည်ပြုတာရေဒီယိုကနေခေါ်တာစီဟော့ရဟတ်ရင်နဲ့ပြန်ဝဲကြည့်တာ HIV လေတွေနဲ့တားဆီးတာ လှေပေါ်အပြည့်ဝတက်ရောက်စစ်ဆေးတာတွေအားလုံးလုတာပါ။ဘာလို့လဲဆိုတော့ဒါကိုအေးမလုံနိုင်ရင်အန်ရယ်ဖြစ်လာနိုင်လို့ပါပဲ။ဒီလှေကပိုကြီးတဲ့အစီအစဉ်ရဲ့ဒစိတ်တစ်ပိုင်းဆိုရင်ဒါဟာပထမဆုံးအကြိမ်လည်းမဟုတ်ပါဘူး။လူအများစုအတွက်တော့ဒဇင်းနဲ့သောငါးဖန်းလှေကချိမ့်ချောင်းမှုမဟုတ်ပါဘူး။ဒါပေမဲ့ American ရေတွက်အတွက်တော့ပြောင်းလဲနိုင်ခြေရှိတဲ့အရာတစ်ခုပါ။ဒါကြောင့် USS Gerald R. Ford သင်္ဘောကြီးကဘယ်တော့မှဒစီးတဲ့ခရီးမသွားပါဘူး။ American လင်းတင်သင်္ဘောတိုင်းဟာလင်းတင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု Carrier Strike Group ရဲ့ဒစိတ်တစ်ပိုင်းဖြစ်လုပ်ငန်းလည်ပတ်ပါရယ်။ ။အရိယုစုမှာဖြတ်သင်းမော်တွေ၊ခရူဇာသင်းမော်တွေ၊ရေငုပ်သင်းမော်တွေနဲ့ထောက်ပံ့ရေးသင်းမော်တွေပါဝင်တဲ့ရွေရှားခံတပ်တခုလိုပါပဲ။သူတို့အားလုံးပေါင်းပြီးချင်းချောက်မှုတွေကိုမနီးကပ်ခင်ကလေးကရှာဖွေတားဆီးဖြတ်စည်းဖို့ဒီဇိုင်းထုတ်ထားတဲ့ကာဝေးရေးစနစ်လေးဖြစ်ပါတယ်။လူအများစုမသိတာကတော့ဒါမျိုးတွေကပုံမှန်ဖြစ်နေတာပါ။အိုမန်ပင်လယ်ကွေပင်လယ်နီနဲ့တောင်တရုတ်ပင်လယ်တို့မှာအလံမပါတဲ့လှေငယ်လေးတွေဟာရေတပ်သင်းမော်တွေကိုလာတိုင်းနီးပါးချင်းကပ်လာပါတယ်။တချို့ကတော့ပော့ဆတဲ့ငါးဖန်သမားတွေပါ။တချို့ကတော့သရှူတွေမောင်ခိုသမားတွေဒါမှမဟုတ် ပို့ဆိုးတာကတော့ပြစ်မှတ်တစ်ခုကိုရှာဖွေနေတဲ့ရွေးရှားပုံ floating IEDs တွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ရေတက်ကဒီလိုတုံ့ပြန်တာဟာထိတ်လန့်လို့မဟုတ်ဘဲအခြေအနေတွေကိုခွဲခြားသိမြင်လို့ပါ။ဘာလို့လဲဆိုတော့ခြီတုံချတုံဖြစ်တာကဆုံးရှုံးမှုရှိနိုင်လို့ပါပဲ။ရေတက်ရဲ့တက်ရောက်စစ်ဆေးမှုပြီးဆုံးသွားတဲ့အခါငါးဖန်းလေဟာရေပေါ်မှာငြိမ်သက်စွာရပ်တန့်နေပါပြီ။အင်ဂျင်ကိုလည်းပိတ်ထားပြီးလှေလုံသားတွေကိုလည်းကြိုးတွေနဲ့ခြိနှောင်ထိန်းချုပ်ထားပါတယ်။လှေပေါ်ကလျှို့ဝှက်ချက်အလုံးပေါ်ကုန်ပြီးဖြစ်တဲ့အတွက်ဘာရီမှောင်ခိုလုံနေလဲ။ ဘသူတွေနဲ့ဆက်သွယ်နေလဲဆိုတာရေတက်ကသိရှိသွားပြီလို့ဆိုပါတယ်။တက်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ RHIB ဖွဲ့တွေလည်းသူတို့ရဲ့မူလတင်မောစီကိုပြန်လည်ရောက်ရှိသွားပါပြီ။လေရင်တင်တင်မောဘော်ကနေစောင့်ကြည့်ကူညီပေးခဲ့တဲ့စီဟော့ရဟန့်ရင်လည်းသူ့ရဲ့ခြေဆိုင်စခန်းစီကိုပြန်လည်ပြန်တန်းသွားခဲ့ပါတယ်။ဒီလိုအရေးကြီးတဲ့ကြားဖြတ်ဖမ်းဆီးမှုတစ်ခုဖြစ်ပွားခဲ့ပေမဲ့လေရင်တင်တင်မောကြီးကတော့ဘာမှမဖြစ်ခဲ့သလိုဂျက်လေရင်တွေဆက်လက်လွှင့်တင်နေသေးဖြစ်ပါတယ်။ဒါဟာ American လေရင်တင်တင်မောတိုက်ခိုက်ရေးအုပ်စု Carrier Strike Group ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်နဲ့ခွန်အားကိုပြသနေပါတယ်။ ဒါကကွာခြားချက်ပါပဲပုံမှန်ဖုတ်တဲ့ငါးဖန်းလေတစ်စင်းဒါမှမဟုတ်တင်းငယ်တဲ့တင်းငယ်တဲ့တင်မောတစ်စင်းကပြဿနာဖြစ်စေနိုင်ပေမဲ့ဥပမာထောင်လန်းရေးမှောင်ခုံမှုဒါမှမဟုတ်တိုက်ခိုက်ဖို့ကြိုးပမ်းမှုအမေရိကန်လေရင်တင်တင်မောတိုက်ခိုက်ရေးအုပ်စုလိုမျိုးကြီးမားပြီးစနစ်တကျဖွဲ့စည်းထားတဲ့စစ်ရင်အားစုကိုတော့လုံးဝမတုံ့လှုပ်စေနိုင်ဘူးလို့ဖော်ပြတာဖြစ်ပါတယ်။ပင်လယ်ပြင်မှာအင်အားကြီးစစ်တင်မောကြီးတွေနောက်ကိုမတင်ငါဝဲချင်းကပ်လာတဲ့တင်မောငယ်လေးတွေဟာဘလို့ယူရချက်နဲ့ပဲလာလား ရေတက်ရဲ့ပြတ်သားတဲ့တုံ့ပြန်မှုကိုခံရမှာပဲဆိုတာပါပဲဘလို့လူမျိုးဖြစ်ပါစေပင်လယ်သမျှတရှူမှောင်ခိုသမားဒါမှမဟုတ်ဒီဆက်လီမောင်းသူလိုမျိုးမှားရွေးနဲ့ဆုံးဖြတ်ချက်ချလိုက်မိသူဘသူပဲဖြစ်ဖြစ်ပါနိုင်ငံလည်းမပါပဲမှတ်ပုံတွေမရှိပဲရေဒီယိုကနေပြန်မထူပဲကဘာပေါ်မှာအစွမ်းထက်ဆုံးစစ်သည်မောကြီးနာကိုကတ်လာရင်ရေတက်ကလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးရေတက်ရဲ့တုံ့ပြန်မှုကအခြေအနေပေါ်မူတည်ပြီးကြွာချနိုင်ပါတယ်တခါတလေရဟတ်ရင်တဲ့အပေါ်ကနေပြန်ဝဲကြည့်ရုံပဲဖြစ်နိုင်ပါတယ်ဒါမှမဟုတ် RHIB လေတွေက တင့်လှေပေးကိုရောက်လာပြီးစစ်ဆေးတာမျိုးလည်းရှိနိုင်ပါတယ်။အချိန်လေးပိုတင်းမာလာရင်တော့ပိုပြီးကျေလောင်တဲ့အတန်တွေဥပမာသတိပေးပြစ်ခတ်မှုများထွက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတကယ်မေးစရာရှိလာတာကဒီလိုချင်းကမှုတွေဟာတာမန်၅ဖန်းလှေလေးတစ်စင်းရဲ့မှားယွင်းတဲ့လုပ်ရလား။ဒါမှမဟုတ်ရေတက်ရဲ့တုံ့ပြန်မှုကိုစမ်းသပ်တဲ့ test run လုပ်ရတဲ့ခုလားဆိုတာပါပဲ။ဒီဖြစ်ရပ်ကကံမကောင်းအချိန်မကိုက်တာလား။ဒါမှမဟုတ်ပိုဆိုးတဲ့ဆုံးဖြတ်ချက်တွေကြောင့်လား။ဒါမှမဟုတ် တစုံတစ်ယောက်ကပိုကြီးတဲ့အစီအစဉ်တစ်ခုအတွက်အချက်လက်တွေစုဆောင်းနေတာလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာစေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။